မင်္ဂလာပါရှင်ကျွန်မကတဇင်ပါဒီနေ့ဂျွန်လ9ရက်နေ့အတွက် People Spin ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်မြန်မာအပေါင်းအဝေးနိုင်ငံ12ခုကို American Visa ပိတ်ပင်မှုစတင်တက်ဝင်တဲ့သတင်းဂါဇာစီဥတီချင်း Greta Thunberg ကို Israel စစ်တပ်ဂျားဖြတ်ဖမ်းဆီးတဲ့သတင်းကိုလံဗီယာမှာမဂနီကျု6.3ငလျင်လှုပ်လို့ဒေသခံတွေအထိတ်တလန့်ဖြစ်တဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်မြန်မာအပေါင်းအဝေး၁၂နိုင်ငံကိုပြည်ဝင်ခွင့်ဗီဇာပိတ်လိုက်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိဟာ ီနေ့ဂျွန်လ9ရက်မှာစတင်အသက်ဝင်လာပါတယ်။ပြီးခဲ့တဲ့သတင်းပတ်မှာထရန့်ကလက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့အမေအရာအာဖဂန်နစ္စတန်၊မြန်မာ၊ချတ်၊ကွန်ဂို၊အီကွေတိုရီးယား၊ဂီနီယာ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လေဗျာ၊ဆိုမာလီယာ၊ဆူဒန်နဲ့ယီမန်နိုင်ငံသားတွေဟာအမေရိကန်ကိုပြည်ဝင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။နောက်ထပ်နိုင်ငံပေါင်းခုနှစ်ခုဟာလည်းအမေရိကန်ကအကန့်အသတ်နဲ့ဗီဇာပိတ်ပင်မှုကိုကြုံတွေ့ခဲ့ရပါတယ်။မြန်မာအပါအဝင်၁၂နိုင်ငံကိုဗီဇာပိတ်တာနဲ့ပတ်သက်ပြီး ထရန့်ကလုံခြုံရေးစိတ်မချရောက်မှုတတ်မှတ်ဗီဇာတက်တန်းထက်ကျော်လွန်တဲ့ overstay နေထိုင်သူတွေများပြားမှုအစားရှိတာတွေကိုအကြောင်းပြချက်ပေးခဲ့ပါတယ်ဗီဇာအပြည့်အဝပိတ်ခံရတဲ့၁၂နိုင်ငံရဲ့နိုင်ငံသားတွေဟာအမေရိကန်စီဝင်ရောက်ဖို့ဖြစ်နိုင်ခြေဗီဇာအမျိုးအစားအလုံးနီးပါးပိတ်ပင်ခံကြရတာဖြစ်ပါတယ်အဒီနိုင်ငံတွေမှာထင်းသားမြင်သားတဲ့တိုးတက်မှုတွေရှိလာရင်တော့ပိတ်ပင်မှုတွေကိုဖြေလျှော့ပေးသွားမယ်လို့ထရန့်ကပြောပါတယ်အင်ဖြူရောကအခုပိတ်ပင်မှုတွေဟာ အမေရိကန်နိုင်ငံသားတွေကိုပြည်ပနိုင်ငံသားတွေရဲ့ချင်းချောက်အနေရဲ့ပေးနိုင်ခြေတွေကနေကာကွယ်ဖို့အတွက်နီးမှန်လမ်းမှန်လှုပ်ဆောင်မှုလို့ပြောပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီအမိန်နဲ့ပတ်သက်လို့ပြည်တွင်းမှာရောပြည်ပကပါတရားရေးအရာတန်တမာရေးအရာဝေဖန်တာတွေတုတ်ပြန်မှုတွေရှိလာပါတယ်။ဥပမာချက်နိုင်ငံဟာအမေရိကန်နိုင်ငံသားအလုံးကိုပြည်ဝင်ခွင့်ဗီဇာပိတ်ပြီးလက်တော့ပြန်ခဲ့တယ်လို့ဆိုမာလီယာကတော့လုံခြုံရေးအာမခံချက်နဲ့ပတ်သက်ပြီးအခြေအနေတိုးတက်လာအောင်အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကြေညာခဲ့ပါတယ်။ အာဖရိကသမဂ္ဂကတော့ထရန့်ရဲ့ပြိပင်စင်းတန်းမှာပါဝင်တဲ့အာဖရိကဒေသတွေနိုင်ငံတွေကိုစားအမေရိကန်နဲ့အပြုတ်သဘောဆောင်တဲ့ဆွေးနွေးမှုတွေကိုလှောက်ဆောင်သွားမယ်လို့ပြောပါတယ်။အမေရိကန်မှာတော့အတိုက်ခံဒီမိုကရက်တစ်အင်အားစုတွေကထရန့်ရဲ့ဗီဇာပြိပင်အမဲကိုအပြင်းထန်ရှုတ်ချခဲ့ကြပါတယ်။ဒီလောက်ရဟာပထမသမ္မတသက်တမ်းတုန်းကမွတ်စလင်တွေကိုပြတ်မှတ်ထားပြီးဗီဇာပိတ်တဲ့ထရန့်ရဲ့လောက်ရကိုပြန်လည်ထိန်းရစေခဲ့ကြောင်းအကျိုးဆက်အနေနဲ့အမေရိကန်ဟာကမ္ဘာအလယ်မှာပိုပြီးအထူးကြံသွားတာပဲအဖက်တင်ကြောင်း အမျိုးသမီးလွှတ်တော်အမတ်ပါမီလာဂျာရယ်ဖဲလ်ကလူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားခဲ့ပါတယ်။တစ်ဖက်မှာလည်းဗီဇာပိတ်ဆို့မှုကိုမှန်ကန်တယ်လို့ထောက်ခံသူတွေလည်းရှိနေပါတယ်။အမေရိကန်ကိုဝင်ရောက်နိုင်တယ်ဆိုတာကလူတိုင်းအတွက်အခြေခံအခွင့်အရေးမဟုတ်ပဲအခွင့်အထူးတစ်ခုသာဖြစ်တယ်လို့လွှတ်တော်အမတ်တဦးဖြစ်တဲ့ Clay Higgins ကပြောကြားသွားပါတယ်ရှင်။လူသိများတဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလို့ရှားသူ Mingley Greta Thunberg ဟာဂါဇာကမ်းမြောင်ဒေသကြီးတွားရောက်ဖို့ဦးတည်နေချိန်မှာ အစ္စရေးစစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။အသက်22နှစ်အရွယ်ဆွီဒင်နိုင်ငံသူဂရက်တာဟာတခြားတကြွလှရှားသူတွေနဲ့အတူဂါဇာစီဦးတည်နေတဲ့ထောက်ပံ့ရေးရဲရင်အုပ်စုပေါ်လိုက်ပါလာတဲ့ချိန်နိုင်ငံတကာရေပိုင်နဲ့တဲမှာအစ္စရေးစစ်တပ်ကသူတို့ကိုထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ဂျော်လ9ရက်မနက်ပိုင်းမှာအစ္စရေးစစ်တပ်ဟာဂရက်တာပါလာတဲ့တင်းမောပေါ်တက်ပြီးသူရောတခြားအဖွဲ့သားတွေကိုပါဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အစ္စရေးကဂါဇာမှာစစ်စင်ရေးတွေဆင်နွှဲနေချိန်တွင်အဲ့ဒီပါလာစတိုင်းနေမြေကိုတင်းတင်းကြပ်ကြပ်ဝန်းရံပိတ်ဆို့ထားပါတယ်။ ဂရက်တာကလွမြောက်ရေပူပေါင်းရေရင်ဖွဲ့ FSC နဲ့အတူထောက်ပံ့ရေးပစ္စည်းတွေတဲဆောင်ပြီးဂါဇာကိုဦးတည်နေတဲ့အချိန်အစ္စရေးတပ်တွေရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရတာဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကကြေညာပါတယ်ဂရက်တာလိုက်ပါသွားတဲ့ထောက်ပံ့ရေးခရီးစဉ်ကို FSC ကစီစဉ်ပေးခဲ့တာပါ FSC ကရေရင်အဖွဲ့ရဲ့ရည်ရွယ်ချက်ဟာလူသားချင်းစာနာမှုအကူအညီအပူတပြင်းလိုအပ်နေတဲ့ပါလက်စတိုင်းပြည်သူတွေကိုကူညီပေးဖို့တခုတည်းသာဖြစ်ပေမဲ့အစ္စရေးဘက်ကပြန်ပေးဆွဲပြီးတုံ့ပြန်ခဲ့တာလို့ဆက်ဆဲခဲ့ပါတယ် အစ္စရေးစစ်တပ်ဟာတင်းမောဘုံကိုတရားလက်မဲ့တက်ရောက်ခဲ့ပြီးအရက်သားရေရင်အမှုတန်းတွေကိုဖမ်းဆီးခဲ့တယ်လို့လူအသက်ပေါင်းများစွာကိုကုညီခဲ့တဲ့နိုင်မဲ့ကလေးနှုတ်မုတ်တွေရိတ်ခါတွေစေဝါးတွေအပအဝင်ထောက်ပံ့ရေးပစ္စည်းတွေကိုတင်းစီသွားခဲ့တယ်လို့ FFC ကထုတ်ပြန်ခဲ့ပါတယ်။ဂရတာပါဝင်တက်ကြွလှရှားသူ12ဦးဟာမက်ဒလင်းဆိုတဲ့တင်းမောပေါ်လိုက်ပါလာပြီးလွန်ခဲ့တဲ့တစ်ပတ်လောက်ကအီတလီနိုင်ငံဆစ်စလီကျွန်းကနေဂါဇာကိုစတင်ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရရင်ဟာလေပြားအနာပိုင်တွေရဲ့ဖမ်းဆီးမှုကိုရှောင်တင်းရင်းထွက်ပြေးလာတဲ့ရွှေပြောင်းအခြေချသူလေးဦးကိုလည်းပြီးခဲ့တဲ့သတင်းပတ်တုန်းကကြားဖြတ်ကဲတင်လာခဲ့ပါတယ်။ဂရတာဟာသဘာဝပတ်ဝန်းကျင်နဲ့ဂေယစနစ်ကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်ကမ္ဘာနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေကိုပါစင်ခေါ်မေးခွန်းထုတ်ရင်းလူသိများထင်ရှားလာခဲ့သူဖြစ်ပါတယ်။သူဟာ2019ခုနှစ်တုန်းကနိုဘယ်ငြိမ်းချမ်းရေးဆုအတွက်နိုဘယ်ဆင်းရဲတင်သွင်းခံရသူလည်းဖြစ်ပါရဲ့ရှင်။ ကိုလံဗီယာနိုင်ငံမှာမဂနီကျု6.3အဆင့်အင်အားပြင်းငလျင်တစ်ခုလောက်ခတ်ခဲ့တာကြောင့်ဒေသခံတွေအထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ဒေသစံတော်ချိန်အရဂျွန်လ8ရက်မနက်ပိုင်းလောက်ကမြို့တော်ဘူဂိုတာနားမှာအဒီငလျင်လောက်ခတ်ခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်ငလျင်တိုင်းတာရေးအေဂျင်စီ USGS ကငလျင်ဟာဘူဂိုတာ အရှိတ်ဘက်105မိုင်ကွာပါရာဒန်ဘူရိုမြို့နားမှာဗဟိုပြုတ်လောက်ခတ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ကိုလံဗီယာငလျင်တိုင်းတာရေးအေဂျင်စီကတော့ ငန်လျင်ရဲ့ပြင်းအားကိုမဂနီကျူ6.5လို့ဖော်ပြခဲ့ပါတယ်။ငန်လျင်ရဲ့တက်ရောက်ရင်းထိုးတဲ့ဒဏ်ကြောင့်ဘိုဂိုတောင်မှလည်းတတိတတခံစားခဲ့ရပြီးဒေသခံတွေဟာတိုက်အမြင့်တွေနေအိမ်တွေကနေအလန့်တကြားဆင်းပြေးခဲ့ကြရပါတယ်။ဘိုဂိုရာတဝိုက်မှာလည်းတဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်ပေအော့အော့တန့်တွေမြည်ဟီးသွားခဲ့တယ်လို့မြို့ခံတွေကပြောပြပါတယ်။တချို့လူတွေဟာညဘော့အင်းကြီးပကြားမဝတ်ရက်နဲ့တရောတော်ပါဆင်းပြေးလာခဲ့ကြပြီးအထမ်းမြေအဆောက်အုံတွေနဲ့ဝေးရပန်းကြံတွေကွင်းပြင်တွေမှာလူစုနေခဲ့ကြပါတယ်။ ဗိုလ်ကောဒါမျိုးခံတက်ကြီးရွယ်အိုအမျိုးသမီးတူကငယ်လင်ရဲ့လောက်ခတ်မှုကအယံကြမ်းတမ်းကြောင့်သူဟာလေကားတက်တွေကနေဘယ်လိုပဲပုံခုံပြန်ပြီးဆင်းပြေးလာမိတယ်လဲဆိုတာကိုတော့မမှန်ပြီးတော့အကြောင်းသူကပြောပြပါတယ်ငယ်လင်ကအတော်လေးကြမ်းခဲ့ပေမဲ့ကတဦးဆစ်ဆဲမှုတွေအရာကြီးကြီးမားမားထိခိုက်ပျက်စီးမှုမရှိသလိုလူအသေးပြောက်လည်းသတင်းမရကြောင်းဘိုဂိုရာမျိုးတော်ဝင်ကာလော့စ်ဂါလန်ကလူမှုကွန်ရက်မီဒီယာအိတ်မှာရေးသားထားခဲ့ပါတယ်သူစီရောက်လာတဲ့အစီရင်ခံချက်တွေအရာ လူတို့ဟာစိတ်ပိုင်းဆိုင်ရာအရန်ထိတ်လန့်တုံးလုံးသွားတဲ့အတွက်ဆေးရုံကိုတင်ပို့ပေးခဲ့ရတာကလွင်ရင်အသေးစားပွုံးယုံပဲ့ယုံဒရာရရှိသူတွေသာရှိခဲ့ကြောင်းဂါလန်ကဆိုပါတယ်။နောက်ပြီးငလျင်ကြောင့်နေရာတချို့မှာခဏလောက်မီးပြတ်ခဲ့ပေမဲ့နိုင်ပိုင်းအတွင်းအားလုံးပြင်ဆင်ပြီးစီးသွားခဲ့တယ်လို့သူကပြောကြားသွားပါတယ်။ကိုလံဗီယာအလဲပိုင်းဟာပြင်းထန်တဲ့ငလျင်တွေလောက်ခတ်မှုတဲ့တမိုင်းကြောင်းမျိုးရှိနေတဲ့ဇုန်းနယ်မြေတစ်ခုပါ။1999ခုနှစ်တုန်းကမဂနီကျူ6.2အဆင့်ရှိတဲ့ငလျင်တစ်ခုလောက်ခတ်ခဲ့တာကြောင့် ကိုလံဗီယာမှာလူ1200လောက်အသက်ဆုံးရှုံးခဲ့ရပါတယ်ရှင်။ People's Twin ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။